လက်ရှိမှာကမ္ဘာကင်မရာအကောင်းဆုံးဖုန်းလို့ပြောလို့ရတဲ့ Vivo ရဲ့ H100 Ultra အကြောင်းလေးကိုမီနီဗျူးလေးပြောကြရအောင်ပေါ့။တိရတဲ့အတိုင်းပဲ Vivo ရဲ့ H100 Ultra ဆိုတာကဒါ H100 series ကအရင်ကတည်းကကင်မရာတောက်လျှောက်နာမည်ကြီးလာတဲ့ကောင်မျိုးအခုထွက်လာတဲ့ H100 Ultra ကလည်းကင်မရာတော်တော်လေးကိုကျန်းတယ်။ပြီးတော့ Ultra line ဖြတ်သွားတဲ့အတွက် sensor တွေဒီတုံးထားတဲ့ကင်မရာတွေပြီးတော့တုံးထားတဲ့ကုတ်တင်တွေဘာတွေအစားလုံးဝကိုရှယ်ပဲ။ဆိုတော့ကျွန်တော်တို့ဒီကောင်အကြောင်းလေးကို ဆက်လိုက်အောင်ဆိုတော့ဒီ Vivo ရဲ့ H100 Ultra က flagship phone ဖြစ်တဲ့အတွက် specification အများကြီးကတိတ်ပြောကြမှာလို့ဒီကောက်မှာ 3m Snapdragon 8 Elite လို့ဟာမျိုးတွေပြီးရင် 6000mAh battery silicon ကောင်းမွန် battery လိုမျိုးတွေဒီလိုမျိုး flagship level ဟာတွေအကုန်ပါပြီးသားပြီးတော့ 90W fast charging ဒါမျိုးတွေ Ultra Sony နဲ့ fingerprint တွေဒါမျိုး flagship phone သလုံးမှာရှိသင့်တဲ့ specification တွေအကုန်လုံးကဒီဖုန်းမှာပါပြီးသားအဓိကပြောရမှာဒီဖုန်းရဲ့ camera ဒီကောက်ရဲ့ camera ကတကယ်ကို niche level ပဲလက်ရှိမှာကမ္ဘာ camera အကောင်းဆုံး phone လို့တောင်ဒီကောက်ကိုနာမည်ချထားလို့ရတယ်ကောက်မှာပေါ့ဒီ ောက်မှာ main camera က 15MP မှာ Sony ရဲ့ LYD 818လိုမျိုး flagship sensor ကိုထည့်ပေးထားတာဒီ sensor ကတတော်ကိုမှကြမ်းတယ်ကျွန်တော်ဒီ dynamic range တွေရိုက်တဲ့အခါမှာဖြစ်လာတဲ့ပုံတွေကိုလုံးဝလုံပြီးတဲ့ဟာတွေကတကယ်ကိုမိုက်တဲ့ sensor မျိုးပြီးတော့လက်ရှိမှာ flagship sensor တစ်ခုလည်းပြောလို့ရတယ်ပြီးတော့ဒီကောင်ကဒီ sensor ကို main camera တလုံးထဲမှာမဟုတ်ဘဲနဲ့ ultra wide မှာပါထည့်ပေးထားတာ ultra wide ကလည်း 15MP Sony ရဲ့ LYD 818 flashy စံတာနဲ့ပဲလာတယ်။ပြန်နောက်တစ်ခုက telephoto telephoto periscope မှာကြာသူထည့်ပေးထားတာကြာ Samsung HP9 စံတာဒါကမှ200 megapixel နဲ့တော်တော်လေးကိုမှကင်မရာကလုံးဝကိုကျန်တယ်။ရိုက်ရတဲ့အခါကိုထွက်လာတဲ့ပုံတွက်တရားရောတကယ်ကို niche level ပဲ။လက်ရှိမှာကောင်းလာပါတယ်ဆိုတော့ကင်မရာဖုန်းနေနဲ့ရှင်တော့ဒီကောင်းရဲ့ကင်မရာကတော်တော်လေးကိုကောင်းသေးတယ်။ပြီးတော့ကျွန်တော်တို့ဒီဈေးနဲ့ပေါ့ကင်မရာတစ်လုံးကိုတတ်တတ်ကြီးတဲဝါးတံမျိုးပဲနဲ့ဒီဖုန်းတစ်လုံးနဲ့တင်တော်တော်များများရိုက်လို့ရတယ်။ပြီးတော့ဒီကောင်းက မခရိုက်တဲ့အခါတွေပိုင်းမှာဆိုလို့ရှိရင်လည်းဒါ zoom ဆွဲပြီးရိုက်လို့ရတာဖြစ်တဲ့အတွက်ဒီ telephoto ကနေယူလိုက်တာဖြစ်တဲ့အတွက်ပုံသက်တရားတော်တော်လေးကိုကောင်းတယ်ကိုကအနီးကပ်သွားပြီးဆွဲရတာရိုက်တာမလို့ဆိုတော့ကင်မရာဘက်နဲ့ပတ်သက်ပြီးတော့ဘာမှပြောရမလို့ဗီဒီယိုဆိုလို့ရှိရင်လည်းသူက 10bit 4K 60fps ဗီဒီယိုတွေကိုတော်ပြီးပြင်ဆင်တဲ့အတူတစ်ခါရိုက်လို့ရတယ်တော်တော်လေးကိုမှဗီဒီယိုကောရီးယားလည်းကောင်းတယ်အမြင့်ဆုံး quality အထိဆိုလို့ရှိရင် 8K ကိုမှသူက 30fps နဲ့ရိုက်လို့ရတယ်ဆယ်ဖီကတော့ 15MP ပါတယ်အမ်ပြောရမယ်ဆိုရင် ဆက်ဖီကဘက်ကင်မရာရောလုံးဝကင်မရာလုံးဝရှယ်ကြီးပဲအဲသိရတိုင်းမဲ့ဒီ Vivo ဖုန်းတွေရဲ့ကင်မရာကတရှိချိန်မှာတကယ်ကိုအကောင်းဆုံးကင်မရာဖုန်းတွေလို့ပြောရမယ်ဆိုတော့ဒါလေးကတော့ Vivo ရဲ့ H ညာ Ultra ကိုအမီးလေးပြပြပေးတာတကယ်လို့အသေးသေးသိကျင်နေဆိုရင်တော့ပေးထဲမှာတင်ထားပေးရတာကြည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါဘောအားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အဲ့ဒီကြော်ပြပါ Yangon Mobile Store